ရိုက်တန်နဲ့ဘွဲကကိုင်စီလိုတဲ့လောက်ရဲ့အကြောင်းပြဿနာအကြီးတတော်မဲ့ချေစီချေစီတင်းရဲ့ဘရိုက်တန်ကိုတကိုးသုံးခုနဲ့ရှုံးခဲ့တဲ့ဘွဲစဉ်မှာဝိုင်ဇက်ကိုင်စီရောကဘရိုက်တန်ရဲ့နောက်ခံလူဘောဗန်ဟက်ကီကိုရန်လိုတဲ့အပြုတ်မှုတစ်ခုလောက်ခဲ့တာကြောင့်မလို့ FA ရဲ့စုံစမ်းစစ်ဆေးမှုရင်ဆိုင်ရနိုင်တယ်လို့သတင်းတွေကထွက်နေပါရီနေပြတ်အန်ဆိုမာရစ်စကိုင်းတင်းရစတန်ဖို့ဘရစ်မှာဘရိုက်တန်ကိုရှုံးနေခဲ့တာကြောင့်မလို့ဒီရသည်ပရီးမီးယားလိမှာဒုတိယမြောက်ရှုံးပွဲနဲ့ရင်ဆိုင်ခဲ့ရပါရီပထမပိုင်းမှာအန်ဆိုဖာနန်ဒိုင်ရဲ့ခေါင်းတိုက်ကိုနဲ့ဥဆောင်နိုင်ခဲ့ပေမဲ့53မိနစ်မှာ ။ Trivo Chalobah က Jorginho Ruda ကိုအသေးအံစူးစမ်းဖျက်ထုတ်ရာကနေပြီးတော့အနီးကနဲ့ထုတ်ပယ်ခံရပြီးတော့ခြေစည်းက၁၀ရောက်ထဲဖျက်သွားခဲ့ပါရီ။ပွဲပြီးကန်ဒီမှာ Danny Webber နဲ့ Mazendie Guimaru ရဲ့ twin goal ကြောင့်မလို့ Brighton ကအနိုင်သုံးမကိုရယူသွားနိုင်ခဲ့ပါရီ။ပွဲဒုတိယပိုင်းမှာကိုင်းစီရိုက Van Gio ရန်လိုတဲ့အပြုတ်မှုပြုတ်လုခဲ့ပြီးတဲ့နောက်အဝါကက်ပြတာမခံခဲ့ရပဲကန်ကောင်းခဲ့ပါရီ။ဒါပေမဲ့ဒီဖြစ်စဉ်ကခြေစည်းကိုနောက်ထပ်ပြဿနာတွေဖြစ်ပေါ်စေနိုင်ပါရီ။ဒဇန်ရဲ့ပေါ်ပြကြရအီကွေဒေါ်လက်ရွေးစဉ်ကိုင်းစီရိုကဒုတိယပိုင်းမှာဒေါသကြီးနဲ့ ဗန်ကီကိုရန်လိုတဲ့ပုံစံနဲ့တိုက်ခတ်ခဲ့လို့သိရပါတယ်။ဒါပြင်ဗန်ကီကကန်စီရိုရဲ့လိုရဲ့ကြောင့်မြေပြင်ပေါ်လဲကျသွားပြီးတော့နာကျင်စွာလူးလိမ့်နေအောင်မြင်တွေ့ခဲ့ရပါတယ်။ပရီးမီးယားလိဂ်တိုင်ယူကြီးအောင်မက်ခါဇီရဲ့ပြောကြားချက်အရတော့ဒီပြည်စဉ်ကို FA ကစုံစမ်းစစ်ဆေးသွားမှာပဲဖြစ်ပါတယ်။အားစီကဂိုင်းစီရိုဘက်ကနေပြီးတော့အကြမ်းဖက်တဲ့အပြုတ်မှုပါဝင်ခဲ့လို့ထင်ရပါတယ်။ဒါပေမဲ့ဗီဒီယိုကိုကြည့်ရင်တော့တီးကြတဲ့အဆုံးဖြတ်ချက်ပေးဖို့မသေးကြဘူးလို့ထင်ရပါတယ်လို့ဆိုခဲ့ပါတယ်။ထပ်ပြီးတော့ VR ကလည်းဒီဗီဒီယိုကိုကြည့်ရှုခဲ့ပြီးတော့တီးကြမှုမရှိဘူးလို့ပဲခံစားရပုံရပါတယ်။ ။ဒါကြောင့်မလို့ FA ကစုံစမ်းစစ်ဆေးမှုပြုလုပ်မှာဖြစ်ပြီးတော့သူတို့ကထပ်မံကြည့်ရှုမှာပါ။ကလပ်သင်းတစ်ခုစလုံးကသူတို့ရဲ့ကစားသမားတွေကိုမထိန်းချုပ်နိုင်ကြတဲ့အတွက်အပြစ်ပေးခံရမှာတန်တရားဖြစ်စရာမရှိပါဘူး။ဒါပြင် FA ကဒီဖြစ်စဉ်ကိုထပ်ပြီးတော့ကြည့်ရှုမှာဖြစ်ပြီးတော့ကိုင်းစီရိုအေးအေးယူမှုတွေပြုလုပ်နိုင်ပါတယ်လို့ဟာဇေးကသတိပေးခဲ့ပါတယ်။အဲ့ဒီပွဲစဉ်ကြောင့်မလို့ချေစီးရစတင်မာလာနိုင်ငံတကာပွဲရနာဘီကလေးကပရီးမီးယားလိမှာနိုင်ပွဲမရသေးတဲ့ဆန်ဂျင်ကိုဆက်လက်ထိန်းသိမ်းထားနိုင်စေဖြစ်ပြီးတရက်တခုရဲသောအနိုင်ပွဲကတော့ EFL ကတတိယအဆင့်မှာ လိန်ငုံးစီးရီကိုအဝေးကွေးမှာတူးဝဲနဲ့အနိုင်ရခဲ့တာပဲဖြစ်ပါရီဂျေစီကနောက်လာမဲ့ပွဲစဉ်တွေကိုအင်ကွေးမှာဇရိုက်ကစားမှာပဲဖြစ်ပါရီလာမဲ့အင်ကာနေ့မှာတော့ချန်ပီယံလိပွဲစဉ်ပြီးဘင်ဖီကာကိုလက်ခံတွေ့ဆုံကစားမှာဖြစ်ပြီးတော့နောက်တစ်ပတ်မှာတော့ပရီးမီးယားလိချန်ပီယံဟောင်းလီဗာပူးနဲ့ပရီးမီးယားလိပွဲစဉ်ကိုရှင်ပြိုင်ကစားသွားမှာပဲဖြစ်ပါရီ